မေယောင်းလိုက်ပါဝင်ဒီမာဖီးယားစေအုပ်စုတစုလုံးရဲ့ဟုတ်လားဘိုလ်ချုပ်တွေရဲ့အလုံးပေးမင်္ဂလာပါကျွန်တော်တို့ channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ channel ကနေ့စဉ်တဒန်းတူတဒန်းကုန်တွေကိုတစားပြနေတာကြောင့်ကျွန်တော်တို့ channel ကို subscribe လုပ်တာပြီးကိုတောင်းဆိုချင်ပါတယ်ပိုင်ဆိုင်မှုတွေနော်ဒါတို့ကျူးလွန်တဲ့ယာဆွေးမှုတွေဟိုစိတ်ယာဆွေးမှုတွေဟိုယာဆွေးမှုတွေနော်ဒီယာဆွေးမှုတွေကိုမပြောသေးဘူးနော် ဒါတွေကိုပဲကျွန်တော်ကြားဆွဲတင်တယ်ဗျာဘလို့ဥပဒေမျိုးနဲ့ဘလို့အခွင့်အရေးမျိုးနဲ့ကျွန်တော်ဒီလူတွေကိုတရားဆွဲလို့ရမလဲအဲ့အဲ့ဒါနည်းနည်းတော့နော်ကျွန်တော်တို့ကဟိုဒေါ်တသက်ခံအခုရွေးကောက်ပွဲကိုဝင်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီမေးခွန်းလေးကိုကျွန်တော်ဒေါ်တသက်ခံကိုပဲဒီကနေပြီးတော့မေးကြည့်ကြည့်တယ်ဗျာဟမ် အနောက်ပြီးတော့ဒေါ်သက်ကံတိုင်းပြည်ဖွံ့ဖြိုးတည်ဆောက်ရေးဟုတ်လားအတင်းကဒါရီဟိုဟာညာရီပြောကြတယ်ပေါ့အခုဒေါ်လဲစုကြည်ကိုလည်းအချင်းပြတ်ခြားစားလို့ဟိုနေ့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အနာဂတ်သွားမဲ့ဒီမိုကရေစီ နိုင်ငံဒီမိုကရေစီ နော်လမ်းကြောင်းမှာဟုတ်လားအခု2008ကနာပြောနေတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေရပဲကျွန်တော်ရဲ့ပြည်သူတယောက်ရဲ့စန္ဒနော်ကျွန်တော်လိုမျိုးပဲအခြားပြည်သူတွေမှာလည်းဒီစန္ဒတွေရှိတယ်နော် ်ခင်ဗျားတို့အခုလွတ်တော်တွေကိုဝင်မယ်လွတ်တော်ကိုယ်စားလှယ်တွေပေါ့နော်လွတ်တော်ကိုယ်စားလှယ်တွေခင်ဗျားတို့ပါတီတွေအနိုင်ရပြီးွားလို့ရှိရင် ဝင်ကြီးတွေတမရတွေဟိုဟာတွေဒီဟာတွေခင်ဗျားတို့ကြီးလောက်ကြမယ်ဟုတ်တယ်မလားအဲ့တော့ခင်ဗျားတို့ရေးကောက်ပွဲမဝင်ခင်မှာလွတ်တော်အမှန်မဖြစ်ခင်မှာနော်ကျွန်တော်တို့ပြည်သူတွေကခင်ဗျားတို့တီစဲရှီစဲပိုင်ဆိုင်ထားတဲ့ငွေကြေးစီဝါရေးလုပ်ငန်း ဒါတွေကိုအကုန်လုံးကျွန်တော်တို့သိကျင်တယ်ဗျာတိုင်းပြည်ကိုခင်ဗျားတို့အခွန်တွေဘယ်လောက်ဆောင်တာလဲဘယ်လိုဆောင်တာလဲခင်ဗျားတို့စီးပွားရေးလုပ်ငန်းတွေဘယ်လောက်ပိုင်ဆိုင်လဲဘာတွေရှိလဲဆိုတော့ခင်ဗျားတို့ register လုပ် register လုပ်ရမယ်မှတ်ပုံတင်ရမယ်မှတ်ပုံတင်ရမယ်ဟမ်ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်တွေရောသမရလုံးမဲ့လူတွေရောဝင်းကြီးချုပ်လုံးမဲ့လူတွေကောနော်အကုန်လုံးခင်ဗျားတို့မှတ်ပုံတင်ရမယ်ခင်ဗျားတို့မဝင်ခင်မှာရွေးကောက်ပွဲမဝင်ခင်မှာဟုတ်လား ကဲရွေးကောက်ပွဲဝင်ပြီးတာဝန်တွေရပြီးခင်ဗျားတို့တာဝန်ကနေပြီးတော့ဟုတ်လားဟိုခင်ဗျားတို့နောက်ထပ်တခါမဲမရလို့ပဲဖြစ်စေဘာကြောင့်မျိုးပဲဖြစ်စေပေါ့ဗျာတာဝန်ကနေခင်ဗျားတို့အားယူသွားတာပဲဖြစ်စေခင်ဗျားတို့တာဝန်ပြီးစီးသွားတာပဲဖြစ်စေခင်ဗျားတို့ပြန်ထွက်သွားတဲ့အချိန်မှာလည်းခင်ဗျားတို့ထွက်တဲ့အချိန်မှာရှိတဲ့ပိုင်းဆိုင်မှုတွေဟုတ်လားချမ်းသာကြွယ်ဝမှုတွေအကုန်လုံးကိုခင်ဗျားတို့ register လို့ပြည်သူလူထုကိုခင်ဗျားတို့လွတ်တော်ဖို့ဗျာပြရမယ်မဝင်ငင်မှာလည်းပြရမယ်ထွက်တဲ့အချိန်မှာလည်းပြရမယ်အဲ့တော့ခင်ဗျားတို့မဝင်ငင်မှာ300ရှိတယ်ဆိုလို့ရှိရင်ခင်ဗျားတို့ထွက်သွားတဲ့အချိန်မှာ300000ဖြစ်နေလို့ရှိလို့ရှိရင်အဲ့300000ကိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့ခင်ဗျားတို့စုံစမ်းစစ်ဆေးခြင်းနဲ့ဗျာဒီကိစ္စတွေကိုစုံစမ်းစစ်ဆေးခြင်းနဲ့တရားဥပဒေရ မြောက်ဝင်လာတဲ့အချိန်မှာတိန့်တရာမြောက်ထွက်သွားတဲ့အချိန်မှာတိန့်တထောင်ဖြစ်သွားတယ်ဒီတထိန်တိန့်တထောင်ကဘယ်စီဝိုင်းလုပ်ငန်းဘလို့ပုံစံမျိုးနဲ့ဘာဖြစ်လို့ဘလို့နည်းမျိုးနဲ့ဒီ3တိန့်900ပို့ပြီးတော့ခဏအဲ့အချိန်မှာရှိနေတာလေဒါလေးကျွန်တော်တို့သိကျင်ခင်ဗျားတို့တိုင်းပြည်ကိုအုပ်ချုပ်မဲ့လူတွေရဲ့ဟုတ်လားကိုပိုင်ငွေချေးတုံးဆွဲမှုတွေကိုပိုင်ပိုင်ဆိုင်မှုတွေကိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့သိကျင်တယ်မြင်ကျင်တယ်ထိန်းချုပ်ကျင်တယ် ထိန်းချုပ်ခြင်းလေဟုတ်လားအဲ့လိုဥပဒေမျိုးတွေကိုလွတ်တော်ထဲမှာတင်သွင်းမှုရှိလားဒေါ်တက်တခိုင်လွတ်တော်ထဲမှာအဲ့လိုဥပဒေမျိုးတွေတင်သွင်းတင်တင်သွင်းမှုရှိလားအဲ့ဒီဥပဒေကအရေးကြီးဆုံးပဲနော်အဲ့တော့ခင်ဗျားတို့ဒီနိုင်ငံရေးသမားတွေမဟုတ်ဘူးတိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့ရဲချုပ်တွေခင်ဗျားတို့ရဲဘူးအစ်စ်ကနေအထက်ဟုတ်လားစစ်သားဆိုလို့ရှိလို့ရှိရင်လေဘိုးကြီးအစ်စ်ကနေအထက် ဟမ်တိုင်းပြည်မှာဘယ်ကောင်းမှဘယ်နိုင်ငံရဲ့ဒီ institution ဒီဒီ bureaucrat ရန်နေရာတစ်ခုလုံးမှာပါနေတဲ့နော်ဒီအရာရှိတွေရဲ့ပိုင်ဆိုင်မှုတွေလုပ်ငန်းတွေအကောင်လုံးကို register လုပ်မှတ်ပုံတင်ရမယ်တိကျအဲ့လိုမျိုးလွတ်တော်များကျွန်တော်အဲ့လိုဥပဒေမျိုးတွေလုံလုံမလားလုံမလားဒီဥပဒေတွေတင်သွင်းနိုင်မယ်လို့အာမခံနိုင်လား နောက်တစ်ခါတိုင်းပြည်မှာဒီလိုမျိုးဟလာဟာရွေးကောက်ပွဲမဲမတန်ပါပါဘူးမဲခိုးပါတယ်ဟွန်းင်းဖြစ်ပါတယ်ဒါမျိုးတွေပြဿနာတွေဖြစ်လာလို့ရှိလို့ရှိရင်နောက်တစ်ခါစစ်တပ်ကနေပြီးတော့စစ်တပ်ကမှနေမဟုတ်ဘယ်လက်နက်ကင်အဖွဲ့အစည်းကမှအာနာတိန်လို့မရတဲ့ဥပဒေမျိုးခင်ဗျားတို့ပါတီကတင်သွင်းတင်တင်သွင်းဖို့ရှိလားနောက်တစ်ခါဘယ်လက်နက်ကင်အဖွဲ့အစည်းကမှ ဘလို့အကြောင်းပြချက်မျိုးနဲ့မှ တိုင်းပြည်ရဲ့အာဏာကိုအခုမာဖီးယားမင်းအွန်လိုင်းတိမ့်တယ်လို့တိမ့်ဟုတ်လားနေဝင်းတိမ့်တယ်လို့တိမ့်စောမောင်တန်းရွှေတိမ့်တယ်လို့တိမ့်ပြီးတော့တိုင်းပြည်ကိုအခုလိုမျိုး အခြေစနေဇိုးတွေမဖြစ်ဖို့အတွက်ကိုကန့်တတ်တဲ့ဥပဒေဒီစစ်တပ်ရဲ့အာဏာကို ကန့်တတ်တဲ့ဥပဒေတင်သွင်းဖို့ရှိလား တင်သွင်းမှုရှိလဲမဟုတ်ပါဘူးခနာဟိုဒေါန်ဆန်းစတူဒီယိုခနာဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးဆိုလို့ခနာဖင်ခနာရဲ့ဖင်ပေါင်းနဲ့ပြောလိုက်တဲ့ခနာနားမလို့လေခနာနိုရေးချောင်းစုတ်ထားတဲ့ဘာဘာလိုင်ရဲ့နိုရေးချောင်းစုတ်ထားတဲ့ဗဇက်ကြီးနဲ့မတန်မရပြောလို့နော်တိုင်းပြည်မှာနိုင်ငံရေးအကျဉ်းအကျဉ်းသားတွေဟိုမရှိဘူးဆိုတဲ့အခါကျတော့နော်အဲ့တော့ အဲ့တော့ဒီလိုမျိုးတိုင်းပြည်မှာအရေးကြီးဒါကပြည်သူလူထုရဲ့နိုင်ငံရေးခင်ဗျားပြောနေတယ်လေဒီမိုကရေစီကိုသွားကြည့်ရွေးကောက်ပွဲကိုဝင်ရမယ်ဟုတ်တယ်မှန်တယ်လက်ခံတယ်ဒီမိုကရေစီကိုသွားကြည့်ရွေးကောက်ပွဲကိုဝင်ရမယ်ဆိုတာကို လူတိုင်းနားလဲတယ်ဒီမိုကရေစီရဲ့အခြေခံဆိုတော့ရွေးကောက်ပွဲဆိုတော့လူတိုင်းနားလဲတယ်နော်အကုန်လုံးဟိုဆရာကြီးလောက်ပြီးတော့လာပြီးတော့ပြောဘူးမှလိုက်ပြီးတော့ရှင်းပြနေစရာမလိုနိုင်ငံရေးလောကသားဒီမိုကရေစီတိုက်ပွဲဝင်တဲ့သူတွေဂျားထဲမှာဒါတွေကကာကြီးခါခွေအစ်စင်ပဲရှိတယ် နော်ဒါပေမဲ့ရေကောက်ပွဲဖြစ်တည်လာမဲ့ဖြစ်တည်ပုံနဲ့ရေကောက်ပွဲရဲ့အခင်းချင်းနော်ကျွန်တော်တို့ပြောနေတာဒါကိုပြောနေတာခင်ဗျားတို့အခုလုံးမဲ့ရွေးတော့ပွဲကခင်ဗျားအန်လေဒီလက်ထက်မှာရခဲ့တဲ့အခွင့်အရေးရဲ့ခင်ဗျားတိရခိုင်တော့မရှိဘူးခင်ဗျားတို့အန်လေဒီလက်ထက်မှာ ါတီလူများစုကြီးကဒီမိုကရေစီကခနာတို့ကိုအနိုင်ချိနေပါတယ်ခနာတို့မှာအခွင့်အရေးတွေဆုံးရှုံးနေပါတယ်ဆိုအိုက်ထက်ကိုအကူကမာဗီယာဆီအောင်ဒီမင်းအောင်လိုင်းရဲ့ဆီအောင်စုရဲ့အောက်မှာအိုက်ထက်ကိုအခွင့်အရေးတွေကဆုံးရှုံးနေတာ60ရာခိုင်နှုန်း69ရာခိုင်နှုန်းခနာတို့ဆုံးရှုံးနေတာခနာပစက်ကြီးကနေစစ်တပ်ကိုအတိုက်ခံမလုပ်ရဲဘူးဟမ်ခနာပစက်ကြီးကနေပြီးတော့စစ်တပ်ကို challenge လုပ်တဲ့ question တွေမထုတ်ရဲဘူး ။မြတ်မြတ်ပြောတော့ပူးပေါင်းဆောင်ရွက်တယ်လို့ပြောတယ်။ပူးပေါင်းဆောင်ရွက်တာနဲ့အတိုက်ခံလုပ်တာနဲ့မတူဘူးလေဗျာဒီမိုကရေစီမှာ။ဟုတ်တယ်ဗလား။အဲ PhD ဆိုတာပြန်ပတ်စံရှိလို့ရှိလို့ရှင်ပတ်စံပေးပြီးတော့ PhD ဘွဲယူလို့ရတာပဲ။ဘာကတ်လို့လဲ။ PhD တခုပဲ။အခုခေတ်ဆိုပိုတော်လဲသေးတဲ့ AI နဲ့ရေးခိုင်းလိုက်။စာရင်းတစား။ဟမ်။ဟုတ်တယ်တော့ကျွန်တော်ပြောတာအဲ့တော့ကျွန်တော်တို့ပြောနေတဲ့ရွေးကောက်ရွေးကောက်ပွဲဆိုတာကတော့ဗျာဟုတ်လားခင်ဗျားလည်း ဒီ27ရာစုရဲ့ရေကောက်ပွဲမှာရှိတဲ့ဒီအင်္ဂါရက်တင်တယ်ပဲဘသူမဆိုသွားတင်တာဗောဗျဟုတ်လားဟိုနှစ်ပေါင်း300 400ကျော်ကလုတ်ခဲ့တဲ့ရေကောက်ပွဲတွေရဲ့အင်္ဂါရက်တော့မြန်မာနိုင်ငံမှာဒီနေ့ဒီအချိန်မှာဘသူမှလာပြီးတော့မလုတ်ချင်ကြဘူးဒီဗျာဟုတ်တယ်မလားဒါဟိုဒါကိုဆိုလို့ပါပါမဟုတ်ပါဘူးခင်ဗျားတို့ကဒီရေကောက်ပွဲကြီးကို နော်ဟိုဝေရမှာရေကောက်ပွဲကြီးကနေပြီးတော့မှဟိုချစ်ရမှာ ဟုတ်လားဒီဒီမိုကရေစီကိုဟို ဖြစ်မဲ့ပုံစံမျိုးဖြစ်နေလို့နော်အဲ့တော့ဒီနေ့လာတဲ့ရေကောက်ပွဲရလဲရေရွယ်ချက်ကလည်းရှင်းရှင်းလေးပဲဟုတ်လားဒီမာဖီးယားဆေးအုပ်စုကနော်အသူတို့သူတို့ရဲ့ဒီအာနာနဲ့သူတို့ရဲ့ status ကို မဆွတ်လို့ဖို့အတွက်အာနာကိုဟုတ်လားတင်းတင်းကြပ်ကြပ်စောက်ကင်နိုင်ဖို့ဆိုတဲ့ရေရွယ်ချက်တစ်ခုရဲနဲ့ကျင်းပပြုလုပ်တဲ့ရေကောက်ပွဲလေးဗျာ နော်တဘောထားပေါ့နော်အဲ့တော့အဲ့လိုရွေးတောက်ပွဲကိုကျင်းပပြီဆိုလို့ရှိရင်လည်းခင်ဗျာမဲပေးခြင်းနဲ့လူပေးမယ်မပေးခြင်းနဲ့လူမပေးဘူးနော်အာပြီးတဲ့အခါကျရင်ဒီရွေးကောက်ပွဲကြီးကဓာရီချုပ်ရင်းနေပါတယ်ဓာရီချုပ်ရင်းနေပါတယ်ဓာရီလိုအပ်နေပါတယ်ဆိုတဲ့ဟာတွေကိုဝေမန်ပိုင်းကပြောဆိုထောက်ပြပိုင်ခွင့်နေရှိရမယ်လေဗျာလွတ်လပ်စွာမဲမဲဆယ်စီယုံပဲအမြတ်ကျွန်တော်အရင်ကဗီဒီယိုတွေမှာလည်းကျွန်တော်ပြောတာဒါရီကပြောရင်ရှိရမယ်အဲ့တော့ဒီအင်္ဂါရက်တင်တဲ့ဘာမှမပြည့်စုံတဲ့ရွေးကောက်ပွဲကြီးကိုဟုတ်လားဒီ

ီသူလူထုအကျိုးအတွက်ဘာတွေလုပ်ခဲ့လဲဘာတွေဖြည့်ရှင်းခဲ့လဲဟုတ်တယ်မလားအဲ့တော့ဗျာထားလိုက်ပါတော့ဒါဒီဥစားရည်မဖြစ်အဲ့တော့ဒီသူပြောခဲ့တဲ့ဒီမြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားတွေမရှိဘူးဒေါ်လဲစုကြည်ကိုအကျဉ်းပြခြားဆောင်မှုနဲ့ပတ်သက်လို့ငါသူကနော်ဒါဟိုထောင်ကြနေတာပါနိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဆိုလို့ဒါကျွန်တော်က ြန်ပြီးတော့နေဆွေးနွေးကြည့်ရလူများတော့သိပါရဲ့ဗျာเนาะလူများတော့သိပါဒါပေမဲ့ဒီကျွန်တော်တို့ဒီမိုကရေစီလမ်းကြောင်းကိုတွားနေတဲ့အတိုင်းပြည်တစ်ခုမှာဗျာเนาะဒီလိုနိုင်ငံခေါင်းဆောင်တယောက်ပါတီခေါင်းဆောင်တယောက်ပြည်သူလူထုရဲ့လေးစားချစ်ခင်နဲ့တန်ဖိုးထားတဲ့လူအများစုထောက်ခံတဲ့ခေါင်းဆောင်တယောက်ကိုကြက်ကလေးနဲ့ကလေးဖမ်းလို့ဖမ်းလို့မရဘူးဗျာ ဒီမိုကရေစီလုံထုံးလုံနည်းတွေဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလုံထုံးလုံနည်းတွေတရားဥပဒေဆိုင်ရာလုံထုံးလုံနည်းတွေတရားစင်ရေးဆိုင်ရာလုံထုံးလုံနည်းတွေဟုတ်လားအထူးစုံစမ်းစစ်ဆေးရေးကော်မရှင်လို့ဟုတ်လားအဖွဲ့အစည်းမျိုး အဖွဲ့မျိုးတွေဓာရီနဲ့ဟုတ်လား legal process ကိုအသေးချာလုပ်ပြီးတော့မှနိုင်ငံရဲ့အမြင့်ဆုံးတရားရုံးကနေပြီးတော့အပြစ်ရှိကြောင်းအထောက်အထားနဲ့တကွတွေးရှိမှတာခင်ဗျားတို့ဒေါန်နန်းစုကြည်ကိုအချင်းပြတ်ခြားစားတယ်လို့ပြောလို့ရတယ် နော်အခုလိုမျိုးရွေးကောက်ပွဲမဲမတမာမှုဆိုတဲ့ခေါင်းစဉ်နဲ့အာနာတိန်ပြီးတော့မှကိုယ်ကလည်းကိုတက်ချင်ရပုံမဲ့ပုံတိပုံမဲ့တွေအမျိုးမရှိတဲ့အားတွေရောရှိတဲ့အားတွေရောတက်ပြီးတော့မှအတက်ပြီးတော့မှပဲဒေါင်းဆန်းစုကြည်ကိုတရားစင်တရားရေးလမ်းကြောင်းရသူ့မှာရာသင်ရတိုက်တဲ့အခွင့်အရေးတွေကိုဘာတစ်ခုမှမပေးဘဲနဲ့နော်ထောင်ထဲထည့်ထားတာကိုခင်ဗျားဖြင်းကြီးနေဗျာခင်ဗျားဒေါင်းဆန်းစုကြည်ကိုခင်ဗျားတွားပြီးတော့ရှင်လေးရှင်း အနည်းဖြစ်အောင်မယ်ရှင်းအောင်မယ်ဒါထားပါဟုတ်လားနိုင်ငံကြီးအဲ့တော့နောက်ထပ်ကျွန်တော်တို့ရဲ့ဒီဟိုနေ့နေ့မှာ ပြောတဲ့အခါမှာနောက်ထပ်အောက်ကနေတက်ပြီးတော့ပြောတဲ့လူတွေကလည်းရှိသေးတယ်မြန်မာနိုင်ငံမှာနိုင်ငံကြီးထောင်ထဲမှာနိုင်ငံကြီးအကျဉ်းသားတွေမရှိဘူးเนาะဟိုဥစားဟိုနေ့နေ့ပဲရှိတယ်ဗောဗျာဟိုအကျန်းဖက်တမားတွေပဲရှိတယ်ဗောเนาะကျန်တော့အချမ်းဖက်တမားတွေပဲရှိတယ်လို့သူတို့ကပြောကြတယ်เนาะအဲ့တော့ကျွန်တော်ကဒီမှာ ဆွေးနွေးကြတာကအဲ့တော့မြန်မာနိုင်ငံမှာထောင်ထဲတွေမှာဟုတ်လားနိုင်ငံအကျဉ်းသားမရှိဘူးအကြမ်းဖက်သမားတွေပဲရှိတယ်ဆိုတဲ့အခါကျတော့အဲ့ပြောတဲ့လူတွေက အကြမ်းဖက်သမားဆိုတာဘာလဲအကြမ်းဖက်ဝါဒဆိုတာဘာလဲဆိုတဲ့ဟာသူတို့နားလဲရလားအဲ့ဒါလေးကိုလည်းကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားကြည့်ခြင်းတယ်အဲ့တော့ကျွန်တော်တို့ဒီ ကိုနိုင်ငံရေးတိတ်မဲ့ပညာဝေါ်ဟာဝေါ်ဟာရာဤဟုတ်လားဒီအကျမ်းဖတ်ဆိုတဲ့အတုံးတုံးเนาะဒီအကျမ်းဖတ်ဝါရဆိုတဲ့အတုံးတုံးတွေကိုဟိုသူ့ရဲ့ institution တစ်ခုစီကနေပြီးတော့အတိတ်ပဲဖွင့်ဆိုတာတွေကိုမပြောတော့ဘူးပေါ့ဗျာနိုင်ငံရေးဒီတိတ်ပံဝေါ်ဟာရာအနေနဲ့ပြောမယ်ဆိုလို့ရှိလို့ရှိရင် terrorism is the deliberate act of violence ဟုတ်လားအဲ့ဒါမှမဟုတ်လို့ရှိလို့ရှိရင်လေဒီလိုအကျမ်း အကျမ်းဖတ်ဝါရအကျမ်းဖတ်မှုအကျမ်းဖတ်ဝါရအကျမ်းဖတ်မှုဆိုတာရည်ရွယ်ချက်ရှိရှိနဲ့စဉ်းစားမပြတ်နော်အကျမ်းဖတ်မှုတွေကိုလှုပ်ဆောင်နေတယ်ဒါမှမဟုတ်လေအဲ့လိုအကျမ်းဖတ်မှုတွေကိုလှုပ်ဆောင်ဖို့အတွက် threat of violent နော်အကျမ်းဖတ်မှုတွေကိုလှုပ်ဆောင်ဖို့အတွက်ဟုတ်လားအဲ့ဒီအကျမ်းဖတ်မှုတွေကိုအဲ့ဒီလိုလှုပ်ရခြင်းကလှုပ်တယ်ဆိုတဲ့နေရာကလည်းအများပြည်သူလူထုကြားမှာဘာဖြစ်လဲကြောက်ရွံ့စိတ်တွေ ဖြစ်အောင်အတွက်ကို လုပ်တယ်အဲလုပ်တဲ့နေရာမှာနိုင်ငံရေးရှိရချက်ဟုတ်လားသူ့ရဲ့ဒီဝါရပေါ့ဗျာဝါရယုံကြည်ချက်နော်ဒါမှမဟုတ်လဲသူ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ယုံကြည်ချက်အယူဝါဒပိုင်းဆိုင်ရာယုံကြည်ချက်ဘာသာရေးနဲ့ပတ်သက်တဲ့လို့ပဲဖြစ်စီယုံကြည်ချက်လူမှု ရေးတွေနဲ့ပတ်သက်လို့ပဲ ဖြစ်စီနော်ဒီလိုယုံကြည်ချက်သူရဲ့ဒီ objective ရဲ့ချက်တစ်ခုခုနဲ့အများပြည်သူ လူထုကိုကြောက်ရွံ့ဖို့အတွက် ဒါမှမဟုတ်လေကြောက်ရွံ့အောင်ချင်းချောက်တဲ့နော်ဒီအချက်နဲ့အကြမ်းဖက်တဲ့အလုပ်တွေကို လုပ်တာကို terrorist terrorism လို့ခေါ်တယ်နော်အဲ့တော့အဲ့ဒီ terrorist terrorism နဲ့ crime နဲ့မတူဘူးနော်ရိုးရိုးယာဇွေးသားတွေယာဇွေးမှုတွေနဲ့မတူဘူးယာဇွေးသားတွေယာဇွေးမှုတွေဆိုတာသူတို့ရဲ့လောဘကြောင့်သူတို့ရဲ့မကောင်းတဲ့အတွေ့အမြင်ကြောင့်ဒါမှမဟုတ်လေသူတို့ရဲ့ဒေါသကြောင့်ဟုတ်လား နိုင်ငံရေးယူရဲ့ချက်မပါဘူးလူမှုရေးယူရဲ့ချက်မပါဘူးဘာသာရေးယူရဲ့ချက်မပါဘူးအယူဝါဒယုံကြည်ရေးယူရဲ့ချက်ဒါတွေမပါဘဲနဲ့သူတို့အနေနဲ့သူတို့ကျူးလွန်တဲ့ယာဆွေးမှုတွေနော်သူတို့ဒါနဲ့ခုတ်တာပဲဖြစ်စေလမ်းမှာဝင်ပစ်တာပဲဖြစ်စေအမျိုးမျိုးပေါ့ဗျာအချမ်းပတ်မှုအမျိုးမျိုးရှိတယ်ဒါတွေမပါဘူးဒါပေမဲ့အခုကျွန်တော်တို့ပြောဆိုနေတဲ့အချမ်းပတ်တမအချမ်းပတ်ဝါဒဆိုတာကနိုင်ငံရေးယူရဲ့ချက်တွေရှိကြတယ်နော်နိုင်ငံရေးယူရဲ့ချက်တွေရှိကြတယ် သူ့ရဲ့နိုင်ငံရေးယုံကြည်မှုတွေရှိကြတယ်နော်အဲ့တော့အဲ့ဒီအကျန်းဖက်မာတော်မှပဲနှစ်မျိုးရှိတယ်ဟုတ်လားလက်ရှိအာဏာပိုင်တည်ဆဲအာဏာပိုင်တွေကိုဟုတ်လားအကျန်းဖက်တဲ့ violent နီလန်နဲ့နော်သူတို့ရဲ့လူချင်းတဲ့နိုင်ငံရေးရွယ်ချက်ရည်မှန်းချက်တစ်ခုပေါက်မြောက်ဖို့အတွက်အကျန်းဖက်တဲ့နီလန်နဲ့လုံးတဲ့အဖွဲ့ကတဖွဲ့ပြီးတဲ့အခါကျရင်တီဆဲအာနာဘိုင်းဒီကိုတိုင် ကျူးလွန်တဲ့အကြမ်းဖက်မှုတွေအကြမ်းဖက်မှုဆိုတာ violent man တော့ကျူးလွန်တဲ့အကျအဲတည်တဲ့အနာပိုင်းနေကျူးလွန်တဲ့အကြမ်းဖက်မှုတွေကဘာလဲကျွန်တော်2021မှာပြည်သူတွေဆန္ဒပြတဲ့အခါမှာဖြစ်ခတ်နှိမ်နင်းတပ်ဖြတ်နှိပ်စက်နှင်းပန်းတဲ့ဟာကိုမျိုးကို state sponsor terrorist ဟောတာပါ terrorism ဒါနိုင်ငံကနေတည်တဲ့အနာပိုင်းတွေကနေကျူးလွန်တဲ့အကြမ်းဖက်မှုတွေအဲ့တော့အကြမ်းဖက်မှုတွေမှာနိုင်ငံရေးရွေချက်ဆိုလိုတာကအကြမ်းဖက်မှုတွေမှာနိုင်ငံရေးရွေချက်တွေရှိတယ် သူတို့တွေအားလုံးဟာနိုင်ငံရေးသမားတွေကြီးပဲအကြမ်းဖက်သမားတွေအကုန်လုံးဟာနိုင်ငံရေးသမားတွေကြီးပဲအခုစီးရီးယားမှာနော်အခုအခုအခုစီးရီးယားမှာဟလာအခုဟလာတရားဝင်အခုတမရဖြစ်နေတဲ့ပုံကအရင်တော့အက်ကွာအီရာခေါင်းဆောင်အက်ကွာအီရာဆိုတာအကြမ်းဖက်အဖွဲ့အစည်းဟလာအခုအကြမ်းဖက်အဖွဲ့အစည်းကလူတယောက်ကစီးရီးယားမှာ ူးတူးတူးတော်လည်းနိုင်တဲ့အခါအောင်တဲ့အခါမှာဘာဖြစ်လဲတမနာဖြစ်တယ်အကျန်းဖက်တမအရင်တော့အကျန်းဖက်အဖွဲ့စည်းဖြစ်ဟလာဒေါ်လာနေတန်း20လားမသိဘူး2000ခုဒေါ်နယ်ထရန့်ကိုယ်တိုင်သူ့ကိုဝရမ်းထုတ်တာလားနော်ဒေါ်လာတန်း20လားမသိဘူးဝရမ်းထုတ်တာတဲ့အကျန်းဖက်တမအကျန်းဖက်ခေါင်းဆောင်ဟာအခုစီးရီးယားနိုင်ငံမှာတမနာဖြစ်ပြီးတော့ဒေါ်နယ်ထရန့်ရဲ့ကိုယ်တိုင်လက်ဆွဲနှုတ်ဆက်နိုင်ငံလူတွေလက်ဆွဲနှုတ်ဆက်ပြီးတော့တရားဝင်တိုင်းပြည်ကိုအုပ်ချုပ်နေပြီနော် အဲ့တော့အကျမ်းဖက်သမားတွေကသူတို့မနိုင်သေးတဲ့အချိန်မှာတော့သူတို့ကအကျမ်းဖက်ပဲလေအကျမ်းဖက်သမားပဲဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီအကျမ်းဖက်သမားတွေကိုလည်းသူ့ရဲ့ဆိုင်ရာဆိုင်ရာ state attorney ကနေပြီးတော့သူတို့ထောက်ပံ့ရင်ထောက်ပံ့တာပဲအမေရိကန်ဆိုတဲ့အကွာကြီးတော့ထောက်ပံ့နေတာပဲသူကအကျမ်းဖက်တစိမ့်တာကတ်တာကတ်နေတာဟုတ်တယ်မလားအဲ့တော့ကျွန်တော်ဆိုလိုတာကမြန်မာနိုင်ငံမှာဒီနေ့ထောင်ထဲမှာရှိနေတဲ့လူတွေကသူတို့ဝိုင်းသူတို့ဘာပဲလုပ်လို့ညာ ရှင်းရှင်းလေးပဲသူတို့မှာနိုင်ငံရေးရည်ရွယ်ချက်ရှိတယ်သူတို့တီထောင်လို့တဲ့တိုင်းပြည်ရဲ့ပုံသဏ္ဍာန်ရှိတယ်သူတို့မှာယုံကြည်ချက်တွေရှိတယ်နော်အဲ့တော့အချမ်းဖတ်တမားလို့ခေါ်လိုက်တိုင်းဒီဒီလူတွေကဘာဖြစ်လဲရာဇွေးကောင်တွေမဟုတ်ဘူးရာဇွေးအချမ်းဖတ်တမားတွေကရာဇွေးကောင်တွေရာဇွေးသားတွေမဟုတ်ဘူးဒီအချမ်းဖတ်တမားတွေကရာဇွေးကောင်တွေရာဇွေးသားတွေဆိုလို့ရှိရင် ဒီဘဲကြီးမှာဟလာအလယ်ဒီရဲ့ကာရန်ကြီးကိုခင်ဗျားတို့ဤမျိုးစုံနဲ့တပ်ဖြတ်ခဲ့တာ၄မြန်မာနိုင်ငံရဲ့ဒီမိုကရေစီတော်လှန်ရေးမှာခမားတို့တွေညီမျိုးစုံနဲ့တက်ဖြတ်ဟုတ်လားထောင်ချဘွားပြက်အောင်လုပ်ခဲ့တာတွေကရောဒါတွေကရောအကြမ်းဖက်မှုတွေမဟုတ်ဘူးလားဟမ် ။ဒါတွေရောအကြမ်းဖက်မှုတွေမဟုတ်ဘူးလား။ကျွန်တော်ခဏခဏပြောပါရဲ။မင်းတို့စစ်တပ်မင်းတို့ပြည်သူလူထုကမုန်းနေမုန်းနေမပြောနဲ့။မင်းတို့ပြည်သူလူထုကဘာကြောင့်မုန်းလဲဆိုတာကိုမင်းတို့အပြေရှာနိုင်တဲ့နေ့တိုင်းပြည်ငြိမ်းချမ်းတဲ့နေ့ပဲ။အပြေရှာဖို့အတွက်ကိုဟိုနေ့မဖြစ်နဲ့မကြောက်နဲ့။အပြေရှာလူတယောက်ကလူအခြားလူတယောက်ကိုနော်ဟိုအเจ้าမက်တက်တက်မုံတီးဖို့ဆိုတာကခုနတရားမှာတယောက်တော်တော်ရှားတယ် နော်အဲ့တော့ဒရိုင်းပြင်းလောကမင်းတို့စစ်တပ်ကိုမုံတီးနေတယ်ဆိုတာကမင်းတို့ဘာတွေလုပ်ခဲ့လဲဘာတွေလုပ်နေလဲဘာတွေလုပ်ထားခဲ့ကြလဲကိုယ့်အနေကိုစဉ်းစားနော်ဒါကြောင့်မို့ခုနကဒေါ်တက်တက်ကင် ပြောတဲ့ဟုတ်လားဒီဒေါ်ဆန်းစုကြည်ကိုအာကဟိုနိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးဆိုတဲ့ပုံစံမျိုးပြောတာတော့ဗျာဒါကသူတန်းလူရေးကြောင့်ဆုတ်ချင်လို့ဒါသူပြောတာ နော်ဒိုနေပြီးအောက်က အောက်ကတေးက comment တွေဦးနည်းနေမှာဟိုပြောတဲ့ကောင်းနေเนาะအဒီကောင်းနေကြောက်လဲဟို terrorism ဆိုတာဘာလဲဆိုတာကိုဟိုအဓိပ္ပာယ်နဲ့တကွเนาะဟိုရှင်းရှင်းလင်းလင်းမတိပဲနဲ့အာငါနိုင်ရရင်ပြီးတော့ဒီကောင်းအကျမ်းဖတ်တမာလို့ပြောလိုက်လို့ရှိရင်အဲ့အဲ့ကောင်ကြီးရပဲတကယ်ဟိုရာဆွေးကောင်းကြီးလို့လို့လူယုံမာကြီးလို့လို့ဟလာဦးနည်းကြီးလို့လို့မျိုးလူတွေကအလွယ်တကူငင်းသွားတတ်ကြတယ်လေဒါကြောင့်မလို့ရှင်းပြတာเนาะ အကျမ်းဖတ်တယ်အကျမ်းဖတ်ဝါရဆိုတာက နိုင်ငံရေးယုံကြည်ချက်ဟုတ်လားသူ့ရဲ့အယူဝါဒယုံကြည်ချက်နော်သူ့ရဲ့ဘာသာရေးပဲဖြစ်စေလူမှုရေးနဲ့ဖြစ်ဒီလိုယုံကြည်ချက်တွေနဲ့ဟုတ်လားနိုင်ငံရေးရှင်မှန်းချက်တွေအထောက်အောင်မြင်မှုအတွက်အများပြည်သူလူထုကြားထဲမှာဟုတ်လားကြောက်ရွံ့မှုဖြစ်အောင်အတွက်ကို violent delivery violent လောက်တာနော်ချင်းချောက်တော်ကိုခေါ်တယ်နော်အဲ့ဒါကတော်လန်တဲ့လူတွေမှနေမဟုတ်ဘူးနိုင်ငံကိုအုပ်ချုပ်တဲ့လူတွေလည်း ရောက်တာပဲအတူတူပဲဟုတ်လားဗလားနိုင်ငံရေးမှာဟိုအနုနည်းနဲ့သွားတာနဲ့အချမ်းနည်းနဲ့သွားတာနှစ်မျိုးပဲရှိတယ်အဲ့တော့အချမ်းဘက်တမားဆိုတာကအချမ်းနည်းနဲ့သွားတာအအချမ်းနည်းနဲ့သွားဆိုတာသူ့မှာအချမ်းနည်းနဲ့သွားသွားမှရမယ်ဆိုတော့အချောင်းတရားကြီးလည်းရှိမှာပေါ့ဗျာအခုမအခုအခုလူယုံမှာမာဗီယာမင်းအွန်လိုင်းတို့အုပ်စုလူမျိုးပေါ့ဟုတ်လားအာနိုင်ငံကြီးဗျာတခါရဲကောင်းစားနေတာဟိုနေ့ဖြစ်နေတာကြီးကိုခင်ဗျဖမ်းပြီးတော့ကလင်းကြီးလုတ်ပြီးတော့ခင်ဗျအာနာသိမ်းလိုက်တယ် ိမ့်ပြီးတော့အခုလိုမျိုးတွေဖြစ်တယ်တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်သုံးခါလဲမဟုတ်လေးခါလဲမဟုတ်เนาะအဲ့တော့ခင်ဗျားတို့ဒီအခုကျွန်တော်တခါကြရင် PDF တွေကိုလည်းသဘောကျတယ်ဟုတ်လားသဘောကျသဘောကျကျွန်တော်တို့ KSS ဆိုလို့ရှိလို့ရှိရင်လေဒီလားဒီစစ်ဘိုများတွေစစ်ဘိုကြော်တွေဒီရဲများတွေရဲကြော်တွေရဲမှုတွေပဲဒီကောင်တွေကတော့ခင်ဗျမြမလူမှုအဖွဲ့အစည်းမှာခင်ဗျတော်တော်လူပါဝရတယ်တိလားဟာဈေးတောင်းရင်ချင်းတောင်းနဲ့နောက် ာဘုံမူကရောဟာဘိုးကရောဟာကျောင်းမှာဟိုရိုးရိုးတမန်အရက်သားပြည်တနည်းတယောက်ဝဲကလေးနဲ့ဒါမှမဟုတ်လေရဲမှုကလေးအာနာပိုင်တယောက်ကလေးနဲ့ရံပြပြီးအမလေးဒီဘလို့သွားလောက်တာလေဒါရဲကျွန်တော်တိုင်းပြီပါဟမ်အခု period တွေပေါ်လာတဲ့အခါကျတော့ period တွေကောင်းကောင်း lesson ပေးထားတာ period တွေကောင်းကောင်း lesson ပေးထားတာဟမ် ဟာရေတို့ကကျွန်တော်တို့နေခင်ကျွန်တော်တို့ခစ်တယ်ခစ်တယ်အဆက်ဆက်မှာဟုတ်လားထောင်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 းနဲ့တကားလဲဈေးသွားရင်မဲပြစ်စီဘဲသွားရင်မဲပြစ်စီထောင်း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 လုံးနေတဲ့ဘူကရော်တွေဘူမြားတွေအခုဆိုလို့ရှိရင်အတန်တော်မထွက်ရုံတိတ်တိတ်တောင်းတော်မလားငါဘုံမူသားပါငါဘုံမူသမီးပါမပြတန်းနေဟမ်ပီဒီအက်တွေလက်စင်ပေးပလိုက်တာ အပီရီရဲ့အဲ့လိုလက်ဆင်ပေးတာလဲခင်ဗျာတီရဲ့ဘက်ကချင်းလဲအလုံးမဟုတ်ဘူးလေသူတို့ဒီနန်ဘောင်းလဲအချမ်းမပတ်တဲ့နီလန်းနဲ့ခင်ဗျာလဲဆယ်စုနှစ်ပေါင်းများစွာလာခဲ့တဲ့အချိန်မှာ သူတို့ကိုအမျိုးမျိုးခင်ဗျာလဲနှိမ့်ဆက်ညှဉ်းပန်းတပ်ဖြတ်ဘဝမိသားစုတွေကို ကြောက်လုတ်ခဲ့တာခင်ဗျအာနာပိုင်းတွေမဟုတ်ဘူးသူတို့ရဲ့မိသားစုတွေမိန်းမတွေဟုတ်လားသူတို့နဲ့တက်ဆိုင်တက်ဆိုင်နေသူတို့တွေသူတို့တွေအဲ့လိုမျိုးဒီတပတ်ကဒီတိုင်းပြည်မှာဒီတော်လှန်ရေးလုပ်တဲ့လူပဲဖြစ်စေဒီမိုကရေစီတက်ကြတဲ့လူတွေပဲဖြစ်စေသူတို့အဲ့လိုမျိုးတွေသူတို့လှုပ်ပြီးရင်သူတို့ကအိမ်ရောက်လို့ရှိလို့ရှိရင်သူတို့လုတ်ခဲ့တာတွေကိုဟာသားတွေလုံနေကြခဲ့တဲ့ကောင်တွေအခုမင်းတို့ကောင်တွေအခု PDF နဲ့တွေ့တော့ဘာဖြစ်လဲရောက်နေ ေးဘောလောက်ကြဘောဟိုဘက်နဲ့ဒီဘက်ခြားကြเนาะအဲ့တော့စကားလမ်းကြောင်းလွဲပါကြီးလားကျွန်တော်ခုနဟောလာဒီဒီမြန်မာနိုင်ငံမှာနိုင်ငံကြီးအကျဉ်းသားတွေမရှိဘူးဆိုတာ ਨੇ အခုကျွန်တော်ပြောခဲ့တယ်နောက်ထပ်ဒုတိယချက်เนาะဟိုဒုတိယချက်ကကျွန်တော်တိုင်းပြည်မှာမတည်ငြိမ်တာပြည်သူလူထုကြောင့်လည်းပါတယ်ဆိုတော့ဒါမြန်မာဒီလိုဒီလိုဖြင်မျိုးကထွက်တဲ့စကားလုံးမျိုးယုံပြီးတော့ဟိုမဲသွားပေးကြရင်တော့ဒါကတော့မဲသွားပေးတဲ့လူတွေရဲ့တိုင်းပြည်ရဲ့ကံကြမ္မာပေါ့ နော်ပြီးတော့ပြည်သူလူထုမှာဘာတာဝန်ရင်းမှမရှိဘူးဗျနော်အဓိကခေါင်းဆောင်နော်တိုင်းပြည်မှာရှိတဲ့ခေါင်းဆောင်တွေကဟုတ်လားပြောတော့ခေါင်းဆောင်ဆိုအမျိုးမျိုးရှိမှာဟုတ်ဗျာအဖွဲ့အစည်းတွေလည်းအမျိုးမျိုးရှိတာဟုတ်လားတိုင်းပြည်ကိုခေါင်းဆောင်နေတဲ့လူတွေအုပ်စုအုပ်စုအဖွဲ့အစည်းအသင်းအဖွဲ့ခေါင်းဆောင်တွေကသူတို့တွေကသူတို့နောက်လိုက်တွေကိုခေါင်းဆောင်နေတာ သူတို့တွေကသာသူတို့နောက်လိုက်တွေကိုသူတို့ရဲ့ဖြစ်ကျင်တဲ့ဟာတွေဖြစ်တဲ့ဟာတွေကိုခြားပြပြီးတော့သူတို့ကရှေ့ရသွားတာဖြစ်တဲ့ဖြစ်တိုက်တာတွေကိုနော်တာဝန်ယူတာဝန်ခံပြီးတော့လုပ်ကြတာအဲ့တော့ဒီခေါင်းဆောင်တွေအချင်းချင်းသာညီညွတ်ကြမယ်နော်အပြေရှာနိုင်ကြမယ်ဆိုလို့ရှိရင်တိုင်းပြည်ရဲ့ဒီနေ့ဘာမှဖြစ်စရာပြည်သူလူထုဆိုတာအင်အားရှိတဲ့လူတွေမဟုတ်ဘူးခေါင်းဆောင်မရှိဘဲနဲ့ပြည်သူလူထုဆိုတာခေါင်းဆောင်မရှိဘဲနဲ့ဘာမှလုပ်တတ်တဲ့လူတွေမဟုတ်ဘူးလေဗျာ ဟမ်ကျမတို့တိုင်းပြည်မှာအခု NCA တွေပါလှုပ်တဲ့သဘောထားပေါ့ဟာပြည်သူတွေအကုန်လုံးအဲ့ဒီ NCA ပွဲယူသွားပြီးတော့တက်ပြီးတော့သူတို့ပြောနေတာတွေသူတို့ဆွေးနွေးနေတာတွေသူတို့ဖြစ်တင်ဖြစ်တိုက်တာတွေကိုသွားပြောနေရလို့လားကျမတို့ NCA ဆိုတဲ့ process ကြီးထဲမှာ ပြည်သူလူထုကပါဝင်ခွင့်ရလားသဘောပြောပြတာဟုတ်တယ်ဗျာမပါဝင်ခွင့်မရဘူးလေဗျာပြည်သူလူထုကိုကိုးစားပြုထားတဲ့အဖွဲ့အစည်းတွေနဲ့အဲ့ဒီအဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေပဲသွားကြတာလေဗျာ ဟုတ်တယ်ဗျခင်ဗျားခင်ဗျားပါတီတစ်ခုရဲ့ခေါင်းဆောင် တာဝန်ကိုယူထားပြီးတော့ခင်ဗျားပြည်သူလူထုမှာလဲတိုင်းပြည်မတည်မငြိမ်ဖြစ်နေရလဲပြည်သူလူထုမှာတာဝန်ရှိတယ်ဆိုတော့ခင်ဗျားပြောတဲ့ပါဇက်ခင်ဗျားပြောတဲ့ဟာဆိုတာပါဇက်မှမဟုတ်တာဖိင်းဖြစ်နေတာဗျာဟုတ်တယ်ဗလား ကိုယ့်ကိုတာဝန်ယူတယ်မှာငါတို့ခေါင်းဆောင်တွေမှာဒီနေ့လိုတိုင်းပြည်မတည်မငြိမ်ဖြစ်နေရတာငါတို့ခေါင်းဆောင်တွေကြောင့်ငါတို့ခေါင်းဆောင်တွေမှာတာဝန်ရှိတယ်အဲ့တော့ငါတို့ခေါင်းဆောင်တွေညီညွတ်ရေးတည်ဆောက်ရမယ်ငါတို့ခေါင်းဆောင်တွေတယောက်နဲ့တယောက်လောဘဒေါသမောဟတွေရှော့ချပြီးတော့တယောက်နဲ့တယောက်အပေးယူတွေလှုပ်ကြရမယ်နားလည်မှုတွေတည်ထောင်ကြရမယ်နှင်းတွေလှုပ်ကြရမယ်လှုပ်ဆန်းမှာအဲ့လိုမျိုးနိုင်ငံရေးသမားခေါင်းဆောင်ပါတီတစ်ခုရဲ့ခေါင်းဆောင်တယောက်ကခင်ဗျာစကားတစ်ခုကိုတီတီတက်တက်နဲ့အရှိဟိုကြည့်ပြီးတော့ ကောင်းကောင်းမှုမှုပြောစမ်းမှာအရေးချင်းကိုမြင့်တင်စမ်းမှာကိုယ့်ကိုဆိုလိုတာကဟုတ်တယ်ဗလားကဲဒီဥစ္စာကတစ်ချက်ပေါ့ဗျာနောက်တော့မတီးမငြိမ်ဖြစ်ရတဲ့ကြားထဲမှာဟိုနိုင်ငံသားတိုင်းပြည်ရေချောက်ဟိုအဲချောက်အဟုတ်တယ်လေနိုင်ငံသားတိုင်းပြည်ရေချောက်ဘယ်နိုင်ငံကဘယ်နိုင်ငံကအစွတ်ဖက်မခံရတဲ့နိုင်ငံရှိလို့လဲလောက်စမ်းမအောင်ပြောကြည့်စမ်းမအောင်ဒေါ်တက်တက်ခိုင်ဟမ် အမေရိကန်နိုင်ငံကဘယ်နိုင်ငံရဲ့အစိုးဖက်ကူမှမခံရတဲ့နိုင်ငံအမေရိကန်လောက်အင်အားကြီးတာအမေရိကန်ပဲဗျာစီးပွားရေးဟုတ်လားခင်ဗျာအကုန်လုံးအဖက်ဖက်ကနေအကုန်အင်အားကြီးတယ်အဲ့လိုအင်အားကြီးတဲ့နိုင်ငံကြီးလဲအစိုးဖက်မခံဘူးလားအခြားတိုင်းကြီးတွေလဲလှုပ်ဆမ်းမအောင်တော်တက်တက်တိုင်းဟွန်း အမအမေရိကန်နိုင်ငံကြီးနဲ့ခင်ဗျရုရှားကနေလာပြီးတော့မှအခုဒေါ်နယ်ထရန့်ရေကောက်ပဲကြည့်ပါရုရှားရဲ့ဒီ union conspiracy ဖြစ်မှုကြောင့်ဝင်ရောက်ပြီးတော့ဆွတ်ဖက်မှုကြောင့်မလို့ဒါမျိုးတာမျိုးဖြစ်ပါတယ်ဆိုတော့ဟိုရုရှားကလည်းအမေရိကန်စီမနိုင်ငံကြီးမှာဝင်ပြီးတော့ဆွတ်ဖက်နေတာပဲတရုတ်ကလည်းအမေရိကန်နိုင်ငံကြီးမှာဝင်ဆွတ်ဖက်နေတာပဲအမေရိကန်လည်းဒီနိုင်ငံတွေတိုင်းပြီးတော့ဝင်ဆွတ်ခင်ဗျပြောချင်တာ geopolitics ကိုပြောချင်တာအဲ့တော့ geopolitics မရှိတဲ့လူအဖွဲ့အစည်းလူသမိုင်းကြောင်းနိုင်ငံရေးစနစ် နိုင်ငံတွေကိုကျွန်တော်တို့တစ်ချက်လောက်ခင်ဗျားတို့ချပြကြည့်ပါဦး geopolitics ကဒဏ်ကိုမခံရတဲ့နိုင်ငံဘယ်နိုင်ငံရှိလဲဗျဟင်အရှိတောင်အရှာမှာကျွန်တော်တို့လွတ်လပ်ရေးတွေရလာတယ်ဟုတ်လားစင်ကာပူဖိလစ်ပိုင်ဟုတ်လားမလေးရှားအင်ဒိုနီးရှားအမြန်မာနိုင်ငံကမ်ဘောဒီးယားလာအိုဟုတ်လားအကုန်လုံးဘယ်ဘယ်နိုင်ငံတွေကမြန်နိုင်ငံကြီးတွေရဲ့ဝင်ရောက်ချက်လဲစုဖက်မှုကိုမခံစားခဲ့ရတဲ့နိုင်ငံတွေဘယ်နိုင်ငံတွေရှိလဲဟုတ်ရပါလား ကုန်လို့ရှိတာပဲဒါပေမဲ့သူတို့အားလုံးသူတို့ကိစ္စတွေအခုပြီးစဲသွားကြပြီလေရတဲ့နည်းနဲ့သူတို့ပြီးစီအောင်လုပ်လိုက်တယ်ဟာကျွန်တော်တို့နိုင်ငံမှာကျတော့ခမောက်လို့ခေါင်းဆောင်မျိုးတွေရှိနေတဲ့အတွက်ဒါတွေအခုချိန်ထိဖြစ်နေတာပေါ့ဟမ် ဒါရီအခုခမောက်လို့ခေါင်းဆောင်မျိုးတွေရှိနေတဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံသားဆွတ်ဖက်မှုတွေကလာလို့ရနေတာဗောဒီနိုင်ငံသားဆွတ်ဖက်မှုတွေခမားတို့ဟိုကျွန်တော်တို့တောက်မခံနိုင်တာဗောမဖြစ်ရှင်းနိုင်တာဗောဘာကြောင့်ဆိုခေါင်းဆောင်တွေစောက်သုံးမှမကြတာဟိုခေါင်းဆောင်တွေကကိုကျိုးပဲကြည်နေတာလေဗျာအဲ့တော့မြန်မာနိုင်ငံမှာခေါင်းဆောင်ဆိုတဲ့ကောင်တွေကဘယ်ကောင်တွေလဲကြည်လိုက်တီစစ်ဖို့ရုပ်တွေပဲလေမဟုတ်ဘူးလားဟင်အပြည့်အဲ့စစ်ဖို့ရုပ်တွေကနေမှတစ်စင်းနိုးသက်ကန်ဆိုတဲ့လူနဲ့ အဲဒေါ်တက်တက်ခိုင်လို့ဆိုနှွေးเจ้าစုတ်တာဗောဗျာဟုတ်တယ်မလားပူတော်ဟုတ်နှွေးเจ้าလေးစုတ်ပြီးတော့မှအင်တာဗျူးလို့ကောင်းတယ်လေပပလာရဲ့ကျွန်မတို့မှအင်တာဗျူးရတော့မယ်နှွေးเจ้าလေးတစ်ချက်လောက်ပေးစုတ်ပါအင်တာဗျူးပြီးသွားရင်လည်းမောပါအာချွေးပါပပလာရဲ့ဟောကိုကိုလာရဲ့ကိုကိုကိုလာရဲ့နှွေးเจ้าလေးနည်းနည်းတော့ပေးစုတ်ပါအဲ့လိုမျိုးဗောလားထားလိုက်ပါတော့ဗျာเนาะအဲ့တော့ကျွန်တော်တို့ကဒီ ဆိုလိုရင်းကဗျာဒေါ်တတခိုင်လူပါတီမျိုးဟုတ်လားဟိုထွက်လာတဲ့ကလည်းဟိုအန်လေဒီတိုက်လက်ထက်မှာသူတို့ဖြစ်ခဲ့တာရှိရကျွန်တော်တို့လည်းအမြင်ကြီးမတူတာရှိရမကြိုက်တာရှိတယ်ဒါဆိုအဲ့လိုမကြိုက်တာကိုအမြင်ကြီးတူပြီးထွက်လာအခုကိုပါတီတောင်းငင်းရပြီကိုလက်ထက်မှာလုတ်ပိုင်ငွင်းနေရှိတယ်နာနေရာလည်းရှိတယ်လုတ်ပေါ့ဗျာခင်ဗျားတစ်ချိန်ကအန်လေဒီဝေဖန်တလို့မျိုးအခုခင်ဗျားဒီမင်းအောင်လည်းလည်းဝေဖန်ပေါ့လုတ်ဆောင်ချက်တွေကိုလည်းဝေဖန်ပေါ့နော်အဲ့တော့အားလုံးချုံလိုက်ပဲဗျာနော် တရုတ်မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားလွတ်လပ်ရပြီရနော်လွတ်လပ်ရလွတ်လပ်ရပြီကအချိန်လေးကနေစပြီးတော့ဒီနေ့အထိနိုင်ငံရေးအကျဉ်းသားလိဟင်းသွားတဲ့အကျဉ်းတောင်ဆိုတာကျွန်တော်တို့တိုင်းပြည်မှာမရှိဘူးတော်တက်တက်ခါနော်ကျွန်တော်ရဲ့ဒီနေ့စကားဝိုင်းလေးကတော့ဒီလောက်ပါပဲဗျာနော်